အလုံးပဲမင်္ဂလာပါခင်ဗျာ28ရက်3လ2025ရင်းနေ့နေ့လယ်7:53မိနစ်မှာလှုပ်ခတ်ခဲ့တဲ့မြင်းကလေးရင်တဘာဝပေးကြီးကြောင့်မြန်မာနိုင်ငံကြီးအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေမှာပျက်စီးဆုံးရှုံးကြတာတွေကိုအလုံးသိရှိပြီးဖြစ်ပါတယ်ဘလောက်ထိဒုက္ခတွေများမယ်ဆိုတာဖြစ်တဲ့နေရာတွေကိုမရောက်ရှိခဲ့ပေမဲ့လည်းဆိုရှယ်မီဒီယာပေါ်မှာမြင်နေရတွေ့နေရတော့စိတ်မကောင်းဖြစ်မိပါတယ် ျွန်တော်တို့အရောက်တိုင်းဒေသမှာပစ္စည်းဆုံးရှုံးမှုတွေမရှိခဲ့ပေမဲ့တိုက်ဆိုင်မှုကြောင့်လားတော့မသိဘူး။မြင်းကလေးလှုပ်ခတ်မှုကြောင့်နွားမကြီးကနွားသားလေးတွေကိုမွေးဖွားချိန်မတန်ပဲအဲ့ဒီနေ့မြင်းကလေးလှုပ်ခတ်ပြီးလို့၄နာရီအကြာမှာနွားသားပေါက်လေးမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့တန်ဆွမ်းမှုမရှိပဲချင်းနဲ့နဲ့လေးပဲမွေးဖွားခဲ့တာကိုတွေးခဲ့ရပါတယ်။ချင်းနဲ့တာကြောင့်နွားပေါက်စာလေးဟာထပြီးတော့နိုးမဆို့နိုင်တဲ့အတွက်လူဘူးပြော်ပြီးတော့တိုက်ခဲ့ရပါတယ်။ ဝေဖွားပြီးလေးရက်လောက်အကြာမှာတော့ထနိုင်သွားနိုင်ပြီးလို့ဆိုနိုင်တဲ့အခါမှာတော့ဝါမကြီးကအနေစိမ့်သွားလို့လားတော့မသိဘူးသူ့သားကိုနိုးမတိုက်တော့ပဲနိုးနိုင်တာနဲ့ခြေနဲ့ကန်ထုတ်ခဲ့ပါတယ်မြမလူမျိုးအများစုကတော့တခုခုဖြစ်ရင်လက်ဆွဲတုံးနေကြဗေဒင်မေးခြင်းနမေးခြင်းများကိုပြုလုပ်ခဲ့ကြပါတယ်ဂူလဲရရွာထဲမှာစုံစမ်းမေးကြည့်တော့ ဆိုင်ရာပိုင်ရာတွေမြှောက်ပင်ရမယ်။ရှေ့လူကြီးတို့ဤထုံနှံအစဉ်လာအတိုင်းနွားကြောင်သားလေးကိုအောင်နိုင်ကိုပူဇော်ရင်ရတယ်ဆိုလို့လုပ်ကြည့်ကြပါတယ်။နွားကြောင်လာလား။ကျေးဇူးပါဆရာသားကြီး။ဒီလိုကြောင်နေနွားကြောင်လာလား။ကျေးဇူးတင်ပါတယ်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 ။ကျေ

ဒေတာမယိုးဖလာအယနတ်မြောက်ချင်းဒွာသမီးကြွေချင်းစုံအောင် လုပ်ခဲ့ပေမဲ့လေဒွာမကြီးကဘယ်လို့မှနုံးမတိုက်ခဲ့တဲ့အတွက်နောက်ဆုံးတော့နွားမကြီးရဲ့ခြေထောက်နှချောင်းကိုကျိုးဆိုင်ပြီးတော့နှိုးတိုက်မှသာနွားပေါက်သားလေးနှိုးဆို့ရပါတော့တယ်ခင်ဗျာခုလိုအကြောင်းအရာလေးကိုကြည့်ပြီးလူသားတိုင်းဟာချစ်ကနေဆိုဗေဒီမေးချင်းနမ်းမေးချင်းဆုံးမန်းတယ်လို့ထင်မြင်ယူဆခြင်းတို့ကို အလွန်မင်းယုံကြည်မှုမလွန်ကဲဖို့ပြောကြင်ပါတယ် နတ်တို့ဆုံးလို့ဆိုတာကလည်းလူတွေကိုထင်သလောက်မကဲနိုင်သလိုထင်သလောက်လည်းဖန်းစားလို့မရနိုင်ပါဘူးလူတို့ရဲ့ဖုံးကံကအလွန်ကြီးပါတယ်ကံကံဤအကျိုးကသာယုံကြည်ကြပါကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်ဆိုတာမှတ်ယူပြီးအသက်ရှင်စဉ်ကာလမှာစိတ်ကောင်းစင်နာကောင်းထားပြီး နေထိုင်သွားကြပါလို့တိုက်တွန်းရင်းဒီဗီဒီယိုလေးနဲ့ဆက်ဆက်ပြီးတင်ဆက်လိုက်ရပါတယ်ခင်ဗျာအားလုံးတဘာဝကပ်ပေးကြီးများမှကင်းဝေးနိုင်ကြပါစေ။